အာနာသိမှုကြောင့်ဘက်ဘကကျဆင်းနေတဲ့လေယာကဏ္ဍကိုတနင်္ဂနွေလုံးတိုင်းတားရဆမှုလေယာစနစ်ကျလဲမြေပေါ်ဆောင်သွားမယ်လို့စစ်ကောင်းဆောင်ကကြွေးကြော်လိုက်ပါတယ်။မလ12ရက်နေ့ကနေပြီးတော့ဇေယသီရိမြို့နယ်တနင်းအင်းကြီးရွာအုပ်စု ပင်လောင်းလန်းစုံဤရှိဆမှုလေယာစနစ်ကျလဲမြေပေါ်ထုတ်ခြင်းစီမံကိန်းအားတွားရောက်ကြည့်ရှုစဉ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောက်နိုင်ကပြောဆိုခဲ့ပါတယ်။စစ်ကောင်းဆောင်ကဆမှုလေယာစနစ်ကျလဲမြေပေါ်ထုတ်ခြင်းဟာ အရင်ကြီးကြီးမားတဲ့လုပ်ငန်းရပ်တစ်ခုဖြစ်ပေမဲ့အကျိုးမြတ်များတဲ့ပြင်တူးချင်းစီနဲ့နိုင်ငံတော်အတွက်ပါအကျိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်စက်မှုလေယာစနစ်ကျလဲမီဖို့ထုတ်ခြင်းကိုလုပ်ငန်းဆွမ်းဆောင်ရေးမြင့်တင်ဆောင်ရွက်ဖို့နဲ့တနိုင်ကလုံးတိုင်းတာနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့စစ်ကောင်းဆောင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။တောင်သူတူးကတော့စက်မှုလေယာစနစ်ကျင့်သုံးဖို့အတွက်ဆိုရင်ဆက်ပစ္စည်းတွေပြင်ဆက်သုံးစီတွေကလည်းမတရားဈေးကြီးနေတာကြောင့် တွက်ချီမကိုက်သလိုစက်ပစ္စည်းစင်းလုံးစမတန်းမြင့်နေခြင်းမှာစက်မှုလေယာစနစ်သွားဖို့ပြောဆိုတာဟာရေစရာဟာတတခုသာဖြစ်တယ်လို့ဝေဖန်ပါတယ်ကျွန်တော်တို့ဒီမှာစက်မှုလေယာပေါ်ဖို့ဘာမှလည်းမရှိဘူးနောက်ပြီးစက်တီကသူများနိုင်ငံမှာမတုံးတော့လို့စိုးပစ်ထားတဲ့ဒီရောင်းရည်စက်မှုလေယာတို့ပေါ်နေတာလို့ပဲကျွန်တော်နောက်ပြီးစက်တီရောက်လာကြရင်လည်းအဲ့ဒီစက်တီရဲ့ဂုံမှုစီရတယ်စီရမတရားဘယ်လိုမှတက်ပြမကဲဆရာကျစီဝါရဲစိတ်ပိုင်းကြီးမယ်ဆိုပြန်တော့လေအဲ့ဒီ စပ်ပစ္စည်းအပေါ်ပစ္စည်းတွေမိုးပြိုခေါင်းလာကျွန်တော်တို့ဘာမှမမြင်သင့်ဘူးလူတွေဒီလူကြီးတွေပြောစကားဟုတ်ဒီစရာဟာသာတူတော့ကျွန်တော်သတ်မှတ်လာလို့ဒါအပြင်စစ်ကောင်းဆောင်ကစက်မှုလေရစနစ်သွားဖို့ပြောနေပြီမဲ့စက်ရနာလဲပတ်ဖို့အတွက်တောင်း73စီမကြာခဏဆိုသလိုပြက်လက်မှုရှိတဲ့အပြင် အောက်ခြေကတောင်သူတွေရဲ့မြေပြင်ချင်းတွေကိုမသိပဲပြောဆိုတာဟာတက်တွေ့မကြဘူးလို့သူကဆက်ပြောပါတယ် တောင်သူတို့ကလည်းစမှုလေရစနစ်ကိုသွားဖို့တောင်သူတွေလေးနဲ့စပါးစည်းကောင်းမရတာကြောင့်ဆက်တွေတောင်မွေးနိုင်သလိုစမှုလေရစနစ်အောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်ဆိုရင်အစ်စ်လေးများကြီးလိုအပ်တယ်လို့ပြောပါတယ်။ကျွန်တော်တို့ဒီမှာကစမှုလေရဟိုဟိုစနစ်စနစ်ကအောင်မြင်ဖို့ဆိုတော့အစင်းနေနိုင်လို့ပါတော့နော်။ကျွန်တော်ဒီကတောင်သူတွေကဒီလိုစပါးစည်းတွေနဲ့ရလာလို့ထွန်ရက်ဖို့ရိတ်ချွေဖို့တွေကဆက်ပြီးတော့မဝင်နိုင်တာကြီးပဲ။ နောက်ပြီးတော့နောက်ကျွန်တော်ဒီသမှုလေရစနေနေ့တွားဖို့ဆိုတာဒီအချိန်ညအများကြီးရောမစင်တော့ကျွန်တော်မိတွေကဟိုစနေပြလေရမိတွေအချိန်ညလေရမိတွေလေရမှာကုန်ထုတ်လမ်းတွေအဲ့လိုပေါ့ဟိုရှိဖို့လိုအပ်တာပေါ့အဲ့လိုရှိမှပဲဟိုသမှုလေလေရစနေကအတိအကျအောင်မြင်နိုင်မှာပေါ့လက်ရှိချင်းနေရစမှုလေရစနစ်ကိုတွားဖို့အတွက်ကုန်ကျစရိတ်အစမတန်ကြီးမြင့်နေတာနိုင်ငံရေးချင်းတွေကြောင့်အရင်လို့ စိုက်ပျိုးလို့မရတာပြင်ဆက်ရနေရသုံးပြနိုင်တဲ့ကျွမ်းကျင်လူသားရှားပါလာတာကြောင့်လဲစက်မှုလေယာစနစ်ကအဆင်ပြေမှာမဟုတ်ဘူးလို့တောင်သူတွေက ပြောကြပါတယ်စစ်ကောင်စီကစက်မှုလေယာစနစ်ကိုသွားဖို့ပြောဆိုနေပေမဲ့တောင်သူအလုံးနီးပါးဟာဆိုရင်စစ်တပ်အာဏာသိမ်းပြီးနောက်တွင်းအားစုအစမတန်း မြင့်တက်တာအထွေထွေကုန်ကျစရိတ်မြင့်တက်တာအပြင်လူသားရှားပါမှုဒဏ်တွေကိုပါခံနေရပါတယ်မြန်မာနိုင်ငံဟာစပားဆိုင်ပြူဧကအနေနဲ့ဧကပေါင်း15တန်းဝန်းကျင်ရှိပြီးနှစ်စဉ်စံတန်ချင်း14တန်းနီးပါးထွက်ရှိနေရလို့စစ်ကောင်စီဆိုင်ပြူဥစည်းထနာရဲ့ချက်လက်တွေအရသိရပါတယ်